Sky Daily ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့အရဟံပကံမြေကျောင်းတိုက်ပညာရေးစင်တာတွင်တိမ်နှုတ်တိမ်သမုတ်ကံဆောင်မင်္ဂလာခန်းနာကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှမ်းတိုင်းဒေသကြီးတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်စောတိကလန်145ရက်ကွာ အရဟံပကံမြေကျောင်းတိုက် Education Center ရှိပရဝုံအတွင်း၌ယမနီအော်တိုဘာလ25ရက်နနက်9နာရီကတိန်နှုတ်တိန်သမုတ်ကန်ဆောင်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်မင်းလေးတိုင်းဒေသကြီးညအူးမြို့နယ်မြေတန့်တောင်ကျေးရွာမြေတန့်တောင်ကျောင်းတိုက် ဆရာတော်ဗဒ္ဒနာကဝိန္ဒာဘိဒဇာဤမြေတပေဗဒ္ဒနာညဏဝန္တာဗဒ္ဒနာကန္နမာတို့ဤအနောဝါတိကတပေသာသနာဒဇာဓမ္မစရိယဓိကနိကာယဝိတုနိကာယပရိယတိဓမ္မစရိယဘွဲတစိတ်တော်လေးဘွဲရအရှင်အေတိကကို မန္လေးတိုင်းဒေသကြီးညအူးမြို့နယ်လေကံရွာ ခမဲတော်ဥမြင့်ကျော်မဲတော်ဒေါ်အေးကြီးတို့မှာ 1345ခုနှစ်တကူးလဆန်း73ရက်တနင်္လာနေ့တွင်မီရှူတန်စင်ဖွားမြင်သောအာလယရနာဖြစ်ပါသည်။ငယ်နမဲမှာမောင်ကျော်ဆန်းခေါ်အာဂါနီဖြစ်ပြီးမတင်တင်ခိုင်မောင်ဘူချူမောင်ကျော်ဆန်းမမိချူမောင်ထွန်းဆန်းမောင်မြာတီမောင်မြာတူမောင်မြာမိုးဟူ၍မွေးချင်း၈ရောက်ရှိတဲ့အနံတတိယမြောက်တာလယရနာဖြစ်ပါသည်။1356ခုနှစ် ပြာတူလာဆန်းရှည်ရနေတွင်ဦးမြင့်ကျော်ဒေါ်အေးကြီးဦးမြင့်သိန်းဒေါ်တောင်းမြိုင်တို့မှပြစ်ဆာနုကအပြင်သဲရင်းမြောက်ကျောင်းစီရတော်ဗဒန္နာသူရိယကိုဥပစ္စေပြု၍ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီးဘွဲတော်မှာ ရှင်အေတိကဖြစ်ပါတယ်1365ခုနှစ်ကဆုံလာဆန်းလေးရတနင်္ဂနွေနေ့တွင်ရန်ကုန်မြို့တကုံမြို့တိတောင်ပိုင်းမြို့နယ် 26ရက်ကွက်ပလဲရတနာလန်ပြီးရက3ပုံနိကေစာတင်တိုက်ပြီးလုံးချမ်းသာတိန်တော်ကြီးနိုင်နိကေစာတင်တိုက်တိုက်အုပ်စီရတော်ဗဒန္နာကလျာဏအကမဟာပဏိဒါကိုဥပစ္စေပြုပြီးဗဒန္နာ ခမာဝုဒါဘိဝန္တာဤအနုသာသနာကို ခံယူကညဉ့်ညက်တော်ယဟန်အဖြစ်တို့ရောက်ရှိခဲ့ပါသည်ငယ်စဉ်အခါကမြေတန့်တောင်ရွာမြေတန့်တောင်ကျောင်းဆရာတော်ဗဒန္နာညာနာဝန္တာ ဗဒနကန္နမ6မြို့မင်္ဂလာသာစီ ပရိယတိသာသင်တိုင်းဗဒနပန္နိတာဂါနဝါစကပန္နိတာသတော်ဆရာတော်ကြီးများပိရကတ်သုံးပုံဤကဲသာသင်တိုင်းဦးစီးပဒနာနာယကနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဘိဓဆမဟာရထာကုရုအဘိဓဆအက္ခမဟာတတမဇောတိကအထဝီတတိမသာသနာပိုင်တတော်ရှိမြင်းချံကိုးဆောင်ဆရာတော်ဖျာကြီးဗဒနတော်ပိတာ ဗဒန္နာကလျာဏအဂမဟာပဏိတာဗဒန္နာအရိယဓမ္မဗဒန္နာသီလခန္ဓာဘီဝန္တာရွှေရတုတိပိရကတရာဗဒန္နာနရိန်တာ မဟာကဏ္ဍဝါဇကပဏိတာရန်ကုန်တိုင်းဒေသကြီးတန်ခနာယကအဖွဲ တွဲဘက်အကျိုးတော်ဆောင်စသောစာချဆရာတော်ကြီးများထံငယ်စဉ်အခါပညာရှာခဲ့ပြီးတကုံမျိုးသစ်တောင်ပိုင်းမျိုးနဲ့ မြို့နယ်လုံးဆိုင်ရာဝိနေယပဋိပန္နာစာမွေးပွဲ၌တာမဏေတံပထမံကေတံပထမံလက်တန်းတို့ကို၎င်းနိကေသာတင်တိုင်းနိကေပရိယတိစာမွေးပွဲ၌မူလာတံပထမံငယ်တံပထမံလက်တံပထမံကြီးတံဓမ္မစရိယတန်းတို့ကိုအောင်မြင်ပြီးကေပရိယတိဓမ္မစရိယပွဲကို၎င်း အစိုးရပထမပြန်စာမေးဝယ်အခြေပြုမူလာတန်းပထမငယ်တန်းပထမလက်တန်းပထမကြီးတန်းတို့ကို၎င်းအစိုးရနိကေစာမေးဝယ်ကြီးတွင်ဝင်းနီငါကျန်ကာနိကေတုံးကျန်းတို့ကို အောင်မြင်ပြီးနီယာဝီဒူပွဲဒီကာနိကာယဝီဒူပွဲတို့ကို၎င်း1385ခုနှစ်နိုင်ငံတော်အစိုးရဓမ္မစရိယာစာမေးဝယ်၌ဓမ္မစရိယာစာချတန်းကိုအောင်မြင်တော်မူခဲ့ပြီး သာသနာတစဓမ္မစရိယပွဲတို့ကို၎င်းအောင်မြင်ရရှိခဲ့တယ်လို့သိရပါတယ်။ယခုအခါမှာတော့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်ဇောတိကလန်း145ရပ်ကွက်အရဟံပကံမြေကျောင်းတိုင်း Education Center မှာတရင်သုံးတော်မူလျက်ရှိပြီးအဆိုပါကျောင်းတိုင်းတွင်သာသနာပြုရန်တိမ်ကျောင်းဆောင်လိုအပ်လျက်ရှိတာကြောင့်အလူဒရက်ကဦးအောင်ဝင်းအလူဒရက်ကမှဒေါ်အေတူ တားမောင်ဝင်းကိုကိုနိုင်မတ်မေတင်စာထွန်တားမောင်သူရဝင်းရှိမတ်အေးပြည့်ငိမ့်သမီးမတ်ဖြူစင်အေးတန်တာသမီးမြေမြေမိုးအောင်မီသားစုတို့မှကမ္မပစ္စယခန္ဓာတိန်တော်အားလူဒန်းနာကြောင်းယမန်နေ့အော်တိုဘာလ25ရက်နေ့ကတိန်နှုတ်တိန်သမုံမင်္ဂလာအခမ်းအနားကိုဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှ အစီအစဉ်များဖြင့်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဖုံးဖုံးတို့ဒီမှာဖုံးဖုံးကြောင်းကတီထောင်တာကတော့တနှစ်ကျော်ပြီပေါ့တနှစ်တော့အကျွမ်းမှာကြောင်းတိုက်အတွင်းထဲမှာဒါသိမ့်ဆိုတာမရှိသေးဘူးပေါ့ကြောင်းတစ်ကြောင်းကသိမ့်ဆိုတာအရေးကြီးတယ်ယဟန်ဖြစ်ဖို့နောက်သာသနာရေးကံပိုင်းဆိုင်ရာ ဖုံးကြီးတွေဝီနီးကူစားဖို့ဒါတွေကသိမ့်ရှိမှာပဲစင်ပြတာပေါ့အဲ့တော့ဖုံးဖုံးတို့ကြောင်းတိုက်တဲတဲ့ကဒကာကြီးတွေဒကမကြီးတွေဖြစ်တဲ့ဥအောင်ဝင်းဒေါ်အေးတို့မိုးအောင်မိသားစုက ဒါဖုံးဖုံးကြောင်းမှာလိုအပ်ချက်ကိုဖြည့်လိုက်တာအဲ့တော့သူတို့ဝါဆိုတဲ့ဟန်တိမ်လေးစောက်ချင်ပါတယ်ဆိုမိုးနဲ့လေနဲ့ရှုံ့ပွက်နဲ့ဆိုတော့အခက်ခဲတွေအများကြီးတယ်အခုတော့ဒီနေ့ဟာတန်ဃာရီပင်းပြီးတော့ဒီကြောင်းတိုက်ထဲမှာမြင်းနေရာတတ်မှတ်ပြီးတော့ကမ္မပစ္စယဆိုတဲ့တိမ်တော်ကြီးကိုဒါကိုတိမ်တမှုတ်တိမ်နှုတ်ပေါ့တိမ်နှုတ်ပြီးမှတန်ဃာရီနဲ့ဆံရလှုပ်ပြီးမှဒကာဒကာမတွေအားနဲ့လှုပ်ပြီးမှတိမ်တမှုတ်ပွဲအောင်မြင်ပြန့် ဒီတိမ်ကောင်းတလုံးဟာဖြစ်လာမှာပါအဲဝမ်းသာတယ်ဆိုတာကတော့အတိုင်းတစ်ပေါ့ဘာလို့ဆိုတော့ဆရာတော်ရဲ့အတွက်ထင်မဟုတ်ဘူးဒီចောင်းတိုက်ဒီသာသနာဒီသာသနာဒီသရွေ့ဒီစေချင်တယ်ဆရာတော်လည်းပင်ပန်းခံလို့တို့တရားတော်မကြီးလည်းပင်ပန်းခံပြီးဖြည့်စီသွားတယ်အဲ့တော့ဒါအတိုင်းထက်အလွန်ပေါ့အပီတိပေါ့ကုသိုလ်ပီတိလေးနဲ့ဝမ်းမြောက်တယ်ဒါကြောင့်ဖုံးဖုံးတို့ရတဲ့ကုသိုလ်ကိုလည်းအကုန်လုံးကိုလည်းမြတ် လူချင်းနေနဲ့ကိုလိုလူချတန်းကြဝိုင်းဝန်းကြဖုံဖုံဆိုလို့ရှိရင်ဘာမှလူခံခြင်းမရှိပါဘူးဒီအကြောင်းတကားတကားမကြီးတွေကသူတို့လိုအပ်ချက်သူတို့ဖြည့်ဆည်းသွားတာပါဘာဖြစ်လို့လဲဆိုတော့အချိန်ကာကာလအရာလူတိုင်းဟာခက်ခဲတဲ့အချိန်ဖြစ်လို့အဲ့တော့ဖုံဖုံတို့အလူတော့မခံပါဘူးကိုလည်းတင်းတကားကြီးတွေကမကြီးတွေကသူတို့ကိုယ်တိုင်ပဲပြီးစီအောင်တောင်းယူသွားမှာပါအဲလူချင်းနေတွတ်တော့ဟိုကိုကျမ်းမာခြင်းစိတ်ချမ်းသာခြင်းယောဂဗျာတွေကင်ဝေခြင်းနောက်မိမိတို့ ကောင်းမြတ်တဲ့အကျံစီတွေအောင်မြင်ထမြောက်ပြီးတော့ဒါဟာလောကမှာအမျက်ဆုံးဆိုတဲ့မတ်ဖို့နိဗ္ဗာန်ကိုပဲချမ်းချမ်းသာသာလွယ်လွယ်ကူကူနဲ့လင်းလင်းမြန်းမြန်းနဲ့မျက်မှောက်ပြုနိုင်ပါစေဆိုတဲ့ဆုတောင်းလေးပေါ့ဆုပေးလေးပဲဘုံဘုံပေးချင်ပါငါတို့အရှင်သူမြတ်တို့အားကြောင်းဆောက်ပြီးလူတန်းရရတယ်။ ဝိဟာရဒါနာကို အမျက်ဆုံးလို့မြတ်စွာဘုရားချီးမွမ်းတော်မူခဲ့ပါတယ်။ကျောင်းဇရက်စသောအဆောက်အဦကို ဆောက်လုပ်လူဒန်းချင်းကခွန်အားပလအလူ၊ရုပ်ရည်အစင်အလူ၊ချမ်းသာတုခအလူ၊မျက်စိအလင်းအလူဟူသော အလုံးစုံသောအလူကို ပေးလူရလဲရောက်ပါတယ်။ကျောင်းလူရခြင်းကြောင့်လူဘဝနတ်ဘဝစသောကောင်းသောဘဝများ၌သာဖြစ်ရခြင်း။နတ်ပြည်၌ကြိုတင်၍ ဘုံဘိမ့်မှန်ပေါ်ပေါက်ခြင်းအကြောအလံကင်းစွာ သွာလာနေထိုင်နိုင်ခြင်းကြားချင်းသိစသောတာရဲ့တရိစ္ဆာန်များရဲ့အန်ဒီရဲ့မှကင်းဝေးခြင်း ကောင်းသောအရာတို့၌အတိတရားပေါ်ပေါက်ခြင်းနဲ့နိဗ္ဗာန်သို့မျက်မှောက်ပြုရခြင်းဟူတဲ့အကျိုးခုနှစ်မျိုးကိုရရှိနိုင်ပြီးကောင်းရာလာရာဘိမ့်မှန်ပေါ်၍ကြောက်လန့်ကင်းစွာတာရဲ့ခွာလျက်အိမ်မက်ကောင်းမြင်တတိထင်သည်ဆံဝင်နိဗ္ဗာန်ကြောင်းကြိုးတီးဟူတဲ့ ်ကျောင်းလူအကျိုးခွန်နှံမျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။ ော်ဆရာတော်နဲ့ကယဉ်ကြီးတယ်ဆိုတော့ဘောသူစာသင်စာသင်သားဘောဘောကနေကလေသူနဲ့ဟာဆက်ဆက်မိတာပေါ့အဲ့ဒီအချိန်ကလေးကတန်ဖိုးတန်ဖိုးလာတာလိုအပ်တာလေးနောက်တစ်ခါဒီကျောင်းအတွက်ကိုလည်းလိုအပ်တယ်ဆိုပြီးတော့ယူလာတဲ့ခါကျတော့အမဆရာတော်တော့ဖွင့်ပြီးသားဆရာတော်ဘယ်အချိန်မဲရရနေရာရလို့ရှိရင်ဟောဒကမကြီးကသူကဖွင့်လာ350မတီးပေးမယ် အဲ့ရနေပြီးတော့နောက်နောက်လက်လိုရင်လိုတော့ပေါ့သူဟိုကဖြစ်ပြီးမှာပေါ့အဲ့ဒါနဲ့ပဲဒီเจ้าရတဲ့ခါကျဒီเจ้าဆောက်ဖြစ်တာဒီเจ้าဆောက်တယ်ဆိုတော့ဒါကတော့ဥတို့ကတော့မတည်တာပဲရှိတာပေါ့နော်ဝိုင်းတယ်လာဝိုင်းဝိုင်းဝင်တာလားအပေါင်းအသင်းတွေမိတ်ဆွေတွေအကုန်လုံးဝိုင်းဝိုင်းဝင်ကြတာနောက်တစ်ခုကဒီသိင်ကိစ္စကလည်းသိင်ရတဲ့ဒီမှာသိင်ဆိုတာအเจ้าအတွက်မဖြစ်မနေလိုအပ်တဲ့အရာ哦အဲ့တော့ ဒီကလိုအပ်တယ်ဆိုပြီးတော့ဒီသိန်းကိုဘုန်းကြီးအလိုမခံဘူးဘုန်းကြီးကတော့ဘာလို့ပြပြညာလို့ဘာမှမပြောဘူးဒါပေမဲ့ကိုတရားလည်းလူလည်းလူကျင်တယ်အဲ့နဲ့ကလူပြစ်သွားတာဒါလည်းဒီဥစ္စာလည်းဟောပေါ့ဒီဥစ္စာဒီအနေထားလို့တဲ့ဆိုတော့လူတို့ကဘာလဲဆိုတော့ကိုသဘာဝကြအောင်ပေါ့ဒီမြေပြင်အတိုင်းတာနဲ့လုံးမယ်ဆိုလို့ရှိရင်ဥတို့ကဘလို့ပြတ်သွားမလဲဆိုတော့အကုန်လုံးဟိုဘက်ကလည်းကုဒီနေတယ်ဒီဘက်ကလည်း တန့်စင်ခန်းနေနဲ့တိတ်နဲ့တပြေးတည်းဖြစ်သွားလို့ရှင်မတန့်စင်ဘူးလို့ကိုယ်စိတ်ထဲမှာထင်လို့မလို့အဲကြောင့်မလို့တိမ်ကုန်းဆိုပြီးတော့ကုန်းလေးလှုပ်လိုက်တာတိမ်ကုန်းကုန်းလေးလှုပ်ပြီးတော့ဥပမာဖန်တီးလိုက်ပြီးတော့သဘာဝတော့မဟုတ်ဘူးပေါ့လေကိုကဖန်တီးယူတဲ့တိမ်ကုန်းပေါ့အဲမတိမ်ကုန်းလေးလှုပ်ပြီးတော့ဥပမာဒါ55ပြပတ်လည်းရှိတယ်အဲဒါကိုဖန်တီးပြီးတော့ဥပမာဒီတိမ်ကုန်းလေးလှုပ်လိုက်တာနောက်လည်းအဆောက်အဦလည်းအထည်ထဲမှာဆောက်ဖို့အစီအစဉ်ရှိတာပေါ့နော်ဟောဝမ်းသာပြီးသေးတယ်မဖြစ်ပါလေ ဒါမဲ့ပြန်လုတ်ဖို့လို့နောက်လေလိုအပ်တာအကုန်လုံးလှူသွားမှာပေါ့ညီမလေးရေပြည်လားဒီလိုပဲနောက်လေဟိုဘာဖြည့်ဆည်းဖို့ညီမကြီးရှိပါတယ်ဒီရွေးချက်လည်းရှိတာပေါ့ဥရောလည်းဒီတနေရာလည်းမဟုတ်ပါဘူးအများကြီးလက်လျှောက်လှူတာလေဒီနေရာဟိုနေရာမဟုတ်ဘူးပေါ့နော်ဗာဒနာပြုလုပ်ငန်းကိုအမြဲတမ်းလုပ်ရပါသေးလို့ကိုကဆူတောင်းထားတာအဲ့တော့ဘယ်နေရာမှာဖြစ်ဖြစ်ကိုကအဆင်ပြေအောင်လိုအပ်လို့လိုအပ်သလိုကိုကလုပ်ဖို့စဉ်းစားပြီးသား อืมသူတို့ဘလို့ပြောရမလဲဆိုတော့မနော်ဦးကတော့အများရန်စုတောင်းတာရှိတယ်ဗောနော်အများရန်စုတောင်းနေဆိုတာကိုလုံနေတဲ့သာသနာပြုလုပ်ငန်းတွေမှာဝိုင်းဝန်းကူညီပြီးတော့ဆောင်ရွက်ပေးနိုင်ကြပါစေလို့အဲအလှခံရလို့တော့မဟုတ်ဘူးဗောနော်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရဆိုလို့ချင်းမလားအလှတခုဖြစ်သွားတာတချို့ကတော့ငွေကြေးသနာပံ့ပိုးပေးမှအလှဖြစ်တယ်လို့ထင်တာ哦ဦးတော့အဲ့လိုမထင်ဘူးလောကလေးနဲ့လာပြီးတော့ ဥဒ္ဒေမှာမဲ့သဲတဆုတ်လာချပြီးမှဆိုရင်ပဲအလှဖြစ်တယ်လို့ဥရောကရည်ရတာအဲ့တော့ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးဖြစ်နိုင်မယ်ဥကဝမ်းပါပါတယ် အကမဟာကန္နဝါစကပန္နိတာ